Hello အားလုံးပဲမင်္ဂလာပါ Rich and Hilary Cat Reading Page မှာကြိုဆိုပါရစေ Rich အခုလုပ်ပေးမယ့် reading က caption အတိုင်းပဲပေါ့နော်အခုဒီပြီးခဲ့တဲ့11 11ပြီးတဲ့နောက်ပိုင်းမှာဘလိုမျိုးအပြောင်းလဲလေးတွေရှိလာနိုင်မလဲပေါ့နော်အာ career နဲ့ love life ပေါ့ပြောမစလို့လောကငွေကြီးစီးပွားရေးနဲ့အခြေအနေမှာ Rich ဘာလေးတွေရှိလာနိုင်မလဲအပြောင်းလဲပေါ့နော်ဒါလေး channel reading ဖတ်ပေးမယ်။အဲဒါကတော့အကုန်လုံးတစ် club အဲ reading ပုံစံမျိုးပဲဖြစ်မယ်ပေါ့နော်။ ဖစ်က group မဟုတ်တဲ့အတွက်ကြောင့်မလို့ဆိုတဲ့အတွက်ကိုနဲ့ energy တိုက်နေတာကိုနဲ့ဖြစ်နေတဲ့အကြောင်းအရာတူနေတာလေးတွေကိုပဲအဲอยู่ပါจันเนี่ยไม่ตุนีได้อะไรกูไม่หอบวูดีหาก็งาเกษะไม่หอบเนวูดีเจ้าหยาก็งาเนี่ยไม่ใกล้หนีนี่วูสนเนาะไม่อยู่เว้ยเนี่ยจ่อตัวบ่เนาะบาเจ้าเลยสอดาก็เอ่อ rich เอ่อ pick a group มาคွဲพี่รอบเว้ยเนี่ย collect ပုံစံမျိုးပဲလောက်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးနဲ့တော့ match ဖြစ်စင်မှာဖြစ်လိမ့်မယ်เนาะအဲ့တော့အချီငွေကြီးလောက်ကိုင်းစီးပွားရေးမှာပေါ့เนาะဒီ11 11အပီမှာဘာတွေအပြောင်းလဲလေးရှိလာနိုင်မလဲဒါကို risk channel ဖတ်ပြပါမယ် Okay အဲ့တော့စလိုက်ပါမယ်เนาะအတော့အလောက်ကိုင်းငွေကြီးစီးပွားရေးအချီနေဘယ် risk အရင်ဆုံးကြည့်မယ်ပေါ့เนาะ career life လို့လည်းပြောလို့ရပါတယ်ဒီ11 11အပီမှာ risk လားစလေးတွေ Kalau life financial bono, hari yang lain ni sih dah Seven of Cups.

the four page of swords okay which got the or we got dug net ကြည့်ပါမယ်နော်အဲ့တော့ပြန်ပြီးတော့ career ပေါ့နော်အလောက်ကငွေကြေးစီးပွားရေးအတွက်ကိုပတ်သက်ပြီးတော့ဒီ11 11အပြီးမှာဘာတွေပြောင်းလဲရှိလာမလဲ current lifetime နဲ့ပြီးမှပြောပြမယ်နော်ဒါလေးတွေကနောက်တစ်ခုက grand နောက်တစ်ခုက children children အတီမောင်းဒီမှာ okay အဲ့တော့အချစ်ရေနော်အချစ်ရေတက်ကိုထပ်ပြီးတော့ shuffle လုပ်မယ်ဒီ11 11အပြီးမှာအချစ်ရေ original စလေးတွေဘာတွေအပြောင်းလဲရှိလာနိုင်မလဲ structural destruction injustice okay အဲ့တော့ rich ကလေးတွေစီပြီးပြန်လာခဲ့ပါမယ်ခဏလေးရပ်ပါမယ်နော်ခဏလေးပါ hello last the other reading အဲ့တော့ဒီ11 11အပီးမှာဘလိုမျိုးအနေထားနေပေါ့နော်အပြောင်းလဲတွေဖြစ်လာမလဲဆိုတော့ rich ဒီမှာမြင်တာအလောက်ကငွေကြီးနဲ့ပတ်သက်လို့ရှိရင် ကိုကလေစိတ်ကူးရင်တာအရန်များပြီးတော့လက်တွေ့အကောင့်ထဲပေါ်တာအထနှေးတဲ့သူဖြစ်တယ်ဆိုလို့ရှင်ပေါ့နော်စိတ်ကူးရင်တာတွေတခန်းရက်ပြီးတော့တကယ်ကိုလက်ထဲမှာ လောက်ပိုင်ခွင့်နေရလာအောင်တကယ်ကိုယ့်လက်ထဲမှာအခွင့်အရေးတွေရလာအောင်အာဘယ်လိုပြောမလဲတည်တည်ချာချာလက်စုပ်လက်ကင်ပြုနိုင်တဲ့ action တွေယူလာမယ်ဆိုတာမျိုး rich ဒီမှာမြင်ရတယ်ပြောရမယ်ဆိုလို့ရှင်စိတ်ကူးရင်ကဘာထဲမှာပဲအဲ့လို comfort zone ထဲမှာပဲနေနေတာမျိုးမဟုတ်တော့ဘဲနဲ့တကယ်ကို action တွေယူပြီးတော့အလုပ်တွေလုပ်လာတာမျိုးတွေเนาะကိုအမြင်ကျေလာတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်ပြီးတော့တကယ်ကိုကြီးမားတဲ့အဲ့လိုအခွင့်အရေးတွေရအောင်ပို့ပြီးတော့စူးစမ်းလာတဲ့အခွင့်အရေးနောက်ကိုပို့လိုက်လာတဲ့တိုးတက်မှုအောင်မြင်မှုနောက်ကိုပို့ပြီးတော့လိုက်လာတဲ့ဒီလိုပုံစံမျိုးအပြောင်းအလဲတွေဖြစ်သွားဖို့ရှိမယ်ပေါ့နော် ော်ပြီးလို့ရှိရင် rich ဒီမှာမြင်တာဆိုလို့ရှိရင်လည်းဆရာကောင်းသမားကောင်းရဲ့အထောက်ကူတွေသူတို့ရဲ့လက်တွဲခေါ်ယူသွန်သင်ညွှန်ပြမှုတွေခံယူရရှိနိုင်တယ်တချို့ဆိုလို့ရှိရင်လည်းဘာသာရဲ့အသက်တွေနော်ပညာရဲ့အသက်တွေလေ့လာသင်ယူရရှိမှာမျိုးတွေတွေ့ရတယ်ဥပမာတချို့ဆိုလို့ရှိရင်ဘွဲနောက်ထပ်အသက်တွေပေါ့နော်ထပ်ယူတာမျိုးပေါ့အဲ့လိုပုံစံမျိုးတွေအဲဖြစ်လာနိုင်ကြီးရှိတယ်။ Career life မှာ arrangement နာကတော့တဖြည်းဖြည်းတဖြည်းဖြည်းချင်းလုံးဝ အတက်ဖက်ကိုပဲပြရတယ်ပေါ့နော်ဆိုတော့တိုးတက်လာမယ်ဆိုတာမျိုးမြင်ရတယ်ဝုံတိုင်းဆိုပြီးတော့အခုလောက်ရဲ့အခုချက်ချင်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးရေ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 နဲ့ပေါ့နော် step by step လေးတက်လာတာကိုအရေးဒီမှာမြင်တယ်။နော်အဲ့တော့ဒီမှာကလေအာဒါကတော့အလောက်ကံကိုရေးချေးစီပွားရေးနဲ့မသက်ဆိုင်ပေမဲ့ပေါ့နော် rich ဒီမှာမြင်တာကအခုခါက retrograde ခါလာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့တချို့တော့သူတွေပေါ့နော်အဲတချို့က broken family ကလာတယ်တချို့ကကျတော့ broken family မဟုတ်နေဘူးဒါပေမဲ့ မိသားစုကအဆင်ပြေနေလားဆိုတော့လေနှွေးထွေးတဲ့အဆင်ပြေနေတဲ့မိသားစုမဟုတ်ဘူးเนาะအဲ့တော့တယောက်တစ်ပေါင်းနဲ့အဲ့လိုမျိုးပေါ့နော်ဟိုအမျိုးဆုံးကျိုးခုံနေကြတဲ့ family member တွေကိုမိသားစုထဲမှာပါတယ်ဆိုလို့ရှိရင်အဲ့ဒီ childhood trauma တွေလုံးဝ ကုစားရမယ်။ကိုငယ်စဉ်ကလေးဘွားတော်ကရခဲ့တဲ့စိတ်ဒဏ်ရာတန်ချက်တွေဒီအချိန်ကာလမှာပြန်ပြီးပေါ်လာတာမျိုးတွေဒါတွေကိုတစ်ခေါက်ပေါ့နော်ဒီ universe ဘက်ကနေပြီးတော့နမိတ်တွေတစ်ခုပြီးတစ်ခုပြရမယ်တောင်းချင်တယ်အရင်တော့စိတ်ဒဏ်ရာတွေနဲ့တိုက်ဆိုင်တဲ့အရာတွေတစ်ခုပြီးတစ်ခုပေါ်လာတာမျိုးဒါတွေကိုကုစားဖို့အတွက်လမ်းပြဖို့ပေါ့နော်ပြောရမယ်ဆိုရင်ဒီအရာတွေကိုအပီးတိုင်းလွှတ်ချဖို့အပီးတိုင်းကုစားဖို့အတွက်ကိုတစ်ခုပြီးတစ်ခုအာ show off လုပ်လာမယ့်ပုံစံမျိုးမြင်ရတယ်အဲ့တော့အဲ့ဒီလမ်းကြောင်းပေါ်ကိုကရှောက်မလားဒါယူရင်ဆိုင်မင်းနဲ့ထပ်ပြီးတော့ ထွက်ပြေးနေအောင်မလားအဲ့လိုမျိုးဆိုလို့ရှိရင်အခြေအနေတွေဒီခုတည်းပိုဆိုးလာ ပြီးတော့ဗောနော်ဟိုအနေထားတွေကဘယ်လိုပြောမလဲဒီကိုယ့်ရဲ့ inner work မပြီးပြည့်စုံတာအနေထားတွေကဒီ healing မဖြစ်တာเนาะအခြေအနေတွေအကုန်လုံးမှာဒီအရာကနေလာပြီးတော့ဗောနော်ကြံတဲ့ကိစ္စတွေပေါ်မှာတက်ရောက်ပြီးတော့အဆင်မပြေတာမျိုးတွေเนาะကိုယ့်ရဲ့ငွေကြေးဘိုင်းမှာထိခိုက်လာတာမျိုးလူမှုရေးဘိုင်းမှာထိခိုက်လာတာမျိုးအဲ့လိုပုံစံမျိုးတွေတွေ့ကြုံရနိုင်ခြေရှိတယ်เนาะဆိုတဲ့အခါကျတော့အမ်နောက်တစ်ခုကကျတော့ risk ဒီမှာမြင်တာကကျတော့တဘာဝတရားနဲ့ပတ်သက်လို့ဗောနော်ကိုယ်အိမ်မှာမီးလန့် န္နာမျိုးတွေဒီရေကြီးရှေရေရှမ်းပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုအပ်တယ်အဓိကတော့ orange မြင်တာကတော့မီးဘေးသတိတည်တည်ချာချာထားပါဒါလေး orange ပြောခြင်းနဲ့နောက်တစ်ခုကကျတော့တချို့တွေပေါ့နော်အိမ်မှာအိမ်ဆူတာမျိုးတွေပူညံပူညံဖြစ်တာမျိုးတွေပေါ့နော်อืมအဲ့လိုမျိုးလေးတွေဒီဖြစ်တတ်တယ်အာဘာစကားပုံလဲအင်းရှိဘူးအိမ်နောက်မချမ်းသာလားဟာလားစကားပုံမှားနေလဲ sorry เนาะအဲ့လိုမျိုးလေးမြင်ရရပေါ့เนาะအဲ့တော့အခုလက်ရှိရဲ့ current time ပေါ့เนาะဒီလက်ရှိဒီပစ္စုပန်ကိုတည်တည်ရှုပြီးတော့ပဲတေချာပေါ့เนาะအခြေအနေလေးတွေအနေထားတွေကိုဘေးနောက်မှာကောင်းတဲ့လူရှိရလို့ရှင်လုံးဝတန်မိုးထားပေါ့เนาะကောင်းတဲ့အခြေအနေတွေတွေ့ကြုံနေရဆိုလို့ရှင်လဲတန်မိုးထားကိုပြောထားတယ်ဥမာထားလိုက်ပါတော့ကို့အခြေအနေကြီးကအရန်ဆိုးနေတယ်ဆိုတာမျိုးဘယ်တော့မှမတုံးသက်ပါနဲ့တဲ့အခုလက်ရှိဒီအခုချိန်ထိပေါ့เนาะအသက်ရှင်နေနိုင်နေအာပြောရမယ်ဆိုလို့ရှင်ကျမ်းမာစွာနဲ့ပေါ့เนาะအခုဒီကောင်းကောင်းမွန်မွန်နဲ့ဒီအသက် ရှူနေရတာကိုပဲကျေးဇူးတင်ပေါ့เนาะပြောရမယ်ဆိုလို့ရှင်လောကကြီးမှာကိုဒီကျေးဇူးတင်လို့ရတဲ့ အရာတွေအများကြီးရှိတယ်เนาะနောက်ဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်ပဲရှုเนาะဒီလိုမျိုးကောင်းကောင်းမွန်အသက်ရှူနေရတာကျေးဇူးတင်လို့ရကိုယ့်ရဲ့ခန္ဓာကိုယ်ရင်းဟိုဒီကလီဇာ organ တွေပေါ့เนาะကောင်းမွန်စွာအလုံးလုံးနေတဲ့ဒါကျေးဇူးတင်ရမယ်ဒီကျေးဇူးတင်ထိုက်တဲ့အခြေအနေတွေပဲပေါ့เนาะအဲ့တော့တချို့တွေက rich ဒီမှာမြင်တာ gratitude letter ရေးနေတယ်မရေးဘူးတဲ့သူတွေဆိုလို့ရှင်လည်းစရေးပါလို့ rich ပြောချင်တယ်ဒါလေးကောင်းတယ်ပေါ့เนาะဒီအလေးထားလေးတွေအပြောင်းလဲလုပ်ပေးပါကိုယ့်ဘဝမှာတခုခုထူးခြားလာတာမျိုးလေးတွေဒီ career life နဲ့ပတ်သက်လို့ကို ဒီ shadow work တွေတခုခုဖြီလာတာမျိုးကိုယ့်ရဲ့ inner peace တကယ်ကိုရရှိလာတာမျိုးလေးတွေတွေ့ကြုံလာရနိုင်ကြရှိတယ်အဲ့တော့ရေးနေတဲ့သူတွေကလည်း gratitude letter ဆက်ရေးပါအရန်ကိုကောင်းမွန်တဲ့အလေးချင်းဖြစ်တယ်လို့ rich team ကနေပဲအကြံပေးခြင်းနဲ့အဲ့တော့ ဟိုတော်တော်လေးတော့ဒီမှာကပြတာကလေ shadow work လုပ်နေတဲ့သူတွေအဲ့ဒီ inner child healing လုပ်နေတဲ့သူတွေကတော့ဒီအချိန်ကာလမှာပေါ့နော်ပို့ပြီးတော့နှစ်ချဖို့တော့ကိုယ်ကိုယ်လုံးဝ heal အပြေဝဖြစ်ဖို့အတွက်ကိုပို့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 ပြီးတော့နမိတ်ဒီဆိုင်နေပြလာမယ်အရင်တော့ငါစိတ်တရရတယ်အများကြီးပေါ်လာမယ်အဖြစ်ပြတည်ဒီတကယ်ကိုအဲ့ဟို ဘလို့ပြောမလဲဒီအချိန်ကြာမှာမလုပ်တာတွေအကုန်လုံးစုပြုံပြီးငါးတယောက်တည်းစီရောက်လာတာလဲဆိုတာမျိုးတွေပေါ့နော်ဖြစ်လာတတ်တယ်အတိတ်တုန်းကအတိတ်ကာလကရရှိခဲ့တဲ့စိတ်ဓာတ်ရတန်ချက်တွေတစ်ခုတစ်ခုပေါ်လာနိုင်တယ်အဲ့တော့ဒါလေးတွေကိုအပြေအဝဟိလိလုပ်ဖို့လိုအပ်တယ်နောက်နောက်တစ်ခါကျ average ဒီမှာမြင်တာကလေအလုံးနဲ့ပတ်သက်လို့ပေါ့နော်ကိုပညာရေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့လည်းရွေးချယ်စရာအလုပ်တွေအများများလာမှာမျိုးတွေဘယ်အရာကိုဦးစားပေးပြီးလုပ်ရမှာမမသိလောက်အောင်ပေါ့နော်ဖြစ်လာနိုင်ခြေရှိတယ်ဥပမာထားလိုက်ပါတော့ ဟိုကအလုံးတစ်ခုတွဲလုံးနေရဆိုလို့ရှိရင်အဲ့ဒီအလုံးတစ်ခုမှကိုပဲအဲကိုမရှိမဖြစ်ဘောနော်ဟိုကလည်းဥစားပေးရမလို့ဒီဟာလည်းဥစားတပြိုင်နက်သေးတွေပေါ့နော်ဖြစ်လာတဲ့အခါကြလို့ရှိရင်အဲနည်းနည်းလေးဝါရီများတတ်တယ်အဲ့တော့တေးသေးချာချာ time management တွေလုပ်ထားပါလို့ rich ပြောခြင်းနဲ့အချိန်ကိုတေးချာ season မှာနော် schedule လေးနဲ့သွားပါနော်ဒါဆိုလို့ရှိရင်အဆင်ပြေလိမ့်မယ်မဟုတ်လို့ရှိရင်တော့အဲ့ဒီအဲအချိန်ချမ်းဖြစ်ပြီးတော့ပေါ့နော်ကိုဘယ်ဟာကိုလှုပ်လို့လောက်မှမသိပဲနဲ့အဲ့လိုဟိုဟာလည်းမှဒီဟာလည်း low နော်အဲ့လိုပုံစံမျိုးတွေဖြစ်တတ်တယ်ဒါလည်းခရုစိုက်ပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်လို့က rich ဒီမှာမြင်တာကကြတော့လေ အချက်လူကြီးသူမရဲ့ဒီကောင်းမှုကြောင့်ပေါ့နော်သူတို့အဲကုညီဆောင်ရှောက်မှုကြောင့်ဖြစ်စီတကယ်ကိုလုံးဝကိုယ့်ရဲ့ခုနကတော့အဲမကောင်းတဲ့အခြေအနေပေါ့နော်ဥပမာထားလိုက်ပါအချိန်ဆွဲတတ်တာအပြင်းကြီးတာဒါမှမဟုတ်လို့ရှင်လေကိုကစိတ်ကူးပဲရင်နေရလက်တွေ့အကောင့်ထဲမှာပေါ်နိုင်မှု action နှေးတယ်အဲ့လိုပုံစံမျိုးတွေပြုပြင်ပြောင်းလဲလိုက်ပြီးနောက်ပိုင်းမှာတဲ့အဲကောင်းမွန်တဲ့ပေါ့နော်လုံးဝအခွင့်အရေးကြီးကြီးမားမားတခုရောက်လာနိုင်တယ် နော်အလုံးနဲ့ပတ်သက်တာမျိုးစီးပွားရေးနဲ့ပတ်သက်တာမျိုး orange team မှာမြင်လာဆိုစီးပွားရေးဆိုလို့ရှိရင်လည်းငွေအမြောက်များရဖို့ရှိတယ်ပေါ့နော်ငွေခုနှစ်ကနန်းလည်းရမှာမျိုးတွေတွေ့တယ်နောက်တစ်ခါကျတော့อืมအလုံးမှာဆိုလို့ရှိရင်လည်း orange team မှာမြင်တာနော်ယာရုတို့လာစာတို့နော်တော်တော်လေးနီးကပ်လာပြီအဲ့တော့ကိုက လူကြီးသူမတွေကိုလည်းယူသေးပါနော်အာ ကိုယ်ပေါ်မှာအထက်ရလူအကြည့်ကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေတိုင်းနှိခံလိုက်ပေါ့နော်အဲ့တော့အနေထားလေးတွေကအဆင့်တက်ပြီးတော့ကောင်းကောင်းမွန်မွန်လေးတွေဖြစ်လာဖို့ရှိတယ်အဲ့တော့အလုံးနဲ့ပတ်သက်လို့ငွေရေးချေးစီပိုင်းနဲ့ပတ်သက်လို့ကတော့လုံးဝကြီးကြီးမားမားအခွင့်အရေးတစ်ခုပေါ့နော်ကိုယ်ပေါ်လည်းကိုဝင်လာရဖို့ရှိတယ်နော်ဒီလိုမျိုးလေးတော့မြင်တယ်အဲ့တော့ကိုလှုပ်ရှားရှိတာလေးတွေကိုပဲတည်ချာတိုးတက်အောင်မြန်အောင် step by step သွားနေဖို့ပဲလိုအပ်တယ်ကိုက ဒုံးဆိုပြီးတော့ရက်နေတာမျိုးမလုပ်နဲ့အရန်ကြီးလည်းပြေးစရာမလိုသလိုเนาะပုံမှန်လေးပဲအေးအေးဆေးဆေး step by step သွားတာနဲ့ကိုတဖြည်းဖြည်းအခြေအနေတွေကတိုးတက်လာမယ်ဆိုတာမျိုးကို risk ဒီမှာမြင်ရတယ်နောက်တစ်ခုကလေတချို့ပေါ့เนาะအလုပ်တွေအာပြောက်တော့အများကြီးလုပ်ထားတာတွေရှိတယ်ဟိုဟာလိုလိုဒီဟာလိုလိုပေါ့เนาะဝါရီများနေရရှိတယ်ဒါမှမဟုတ်ပြန်လဲတချို့တွေကကြာအခုမှစတင်ပြီးစီးပွားရေးလုပ်ဖို့ပဲဖြစ်အလုပ်လုပ်ဖို့ပဲဖြစ်ရွေးချယ်နေတဲ့သူတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီလူတွေကကြတော့လေကိုရဲ့တကယ်အဲဘယ်ဟာကို first priority နေရာမှာထားရမလဲဆိုတာကို မြင်လာမယ်ပေါ့เนาะ ဟိုဘယ်လိုပြောမလဲဦးစားပေးအဆင့်တက်ကဘာလဲဆိုတာမျိုးကိုသိလာလိမ့်မယ်အဲ့ဒီခါကြလို့ရှိရင်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုကောင်းမွန်တဲ့ဒီ career right path တစ်ခုပေါ့ကိုအာရှောက်လှမ်းနိုင်သွားလိမ့်မယ်ပြောရမယ်ဆိုလို့ရှိရင်လုံအောင်ကိုနဲ့ကိုက်ညီတဲ့အလုပ်တစ်ခုစီးပွားရေးတစ်ခုကို တီတီကြကြကိုရွေးချယ်ပြီးတော့အဲ့ဒီပုံမှာရှောင်လန်းဖြစ်သွားလိမ့်မယ်ပေါ့နော်ဟိုဟာလိုလိုတရားလိုဟိုဆက်ဆက်ဒီဆက်ဆက်လိုဆိုတဲ့လူတွေကဒီ11 11ပြီးနောက်ပိုင်းမှာလမ်းကြောင်းတစ်ခုတည်းပေါ်ဖို့ပဲရှောက်ဖြစ်သွားလိမ့်မယ်အဲ့ဒီပုံမှာလည်းလုံအောင်ကိုကိုကိုအရန်ယုံကြည်မှုရှိမှမျိုးမြင်ရတယ်เนาะအဲ့တော့အထက်လူကြီးအကူကြီးအထောက်ပံ့အရန်ကောင်းတယ်ဆိုတာမျိုးလည်း rich ဒီမှာမြင်ရပါတယ်เนาะ okay အဲ့တော့ဒါကအလောက်ကငွေရေးချေးစီပွားရေးချင်းတွေ rich ပြောပြပြီးသွားတာပေါ့နော်အဲ့တော့အချစ်ရေးကိုတော့မယ်အချစ်ရေးအရစ်ဒီမှာပါမြင်ရလဲဆိုတဲ့အခါကျတော့လေ အခုဒီ reading ကိုကြည့်နေတဲ့ relationships လေးတွေမှာအဲတချို့ relationship လေးပေါ့နော်နည်းနည်းလေးဒီစိတ်ပိုင်းဆိုင်ရာဖြစ်စီတချို့ကကြောက်ကိုတိလက်ရောက်ဖြစ်စီပေါ့နော်အဲ့လိုမျိုး abusive energy နည်းနည်းရတယ်အဲ့လိုမျိုးခံနေရတဲ့သူတွေရှိလားရှိတယ်ဆိုလို့ရှိရင် ဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေတာလဲဆိုတာကို universe ကတခုပြီးတခုသင်ခန်းစာပေးပေးပေးလိုက်မယ်ပေးပြီးလို့ရှင်ကိုယ်အနေနဲ့ဘလို့ယုံထွက်ရမလဲဆိုတာကိုသိလာလိမ့်မယ်တချို့တွေကကြောက်လဲကြောက်လို့တချို့တွေကကြောက်လဲမလွန်ဆန်နိုင်လို့တချို့တွေကကြောက်လဲတကယ်ကိုတည်တည်နဲ့ဟိုချစ်တဲ့စိတ်ဆိုတဲ့ဟာကြီးကိုဖုံးထားပြီးတော့ပေါ့နော်ဟိုယုံမထွက်တာပေါ့အဲ့လိုပုံစံမျိုးတွေမြင်ရတယ်အဲ့တော့အဲ့ဒီအနေထားတွေအကုန်လုံးကနေပြီးတော့ကိုကိုတိုင်းပဲအရာကိုရွေးချယ်ရမလဲဆိုတာအမြင်မှန်ရလာလိမ့်မယ်သိလာလိမ့်မယ်ပြီးရင်အဲ့လိုမျိုးအနေထားကနေယုံထွက်ပြီးတာ နဲ့တကယ် new beginning ကိုပွားမှာပေါ့နော် newborn ပုံစံမျိုးပေါ့နော်အမိဝမ်းကနေစားစားထွက်တဲ့ကလေးဘဝပုံစံမျိုးလေးတကယ်ကိုကိုယ့်ရဲ့ life ကိုတကယ်ကို fresh start new beginning စတင်နိုင်မိမယ်တကယ်ကိုကောင်းမွန်တဲ့အစားနဲ့ပြန်စားပြစ်လိမ့်မယ်ပေါ့နော်အဲ့တော့တချို့တွေက risk ဒီလိုမျိုးခံနေရဆိုလို့ရှိရင်ယုံထွက်ပါလို့ပဲပြောချင်တယ်အဲနေရာတကာမှာအမြဲတမ်းပေါ့နော်ကိုယ်ကပဲပြေးဆက်ခဲ့ရတယ်ကိုယ်ကပဲအမြဲတမ်းဒီ အနစ်နာခံရတယ်ဆုံးလွတ်ပေးရတယ်เนาะတခုဆိုလို့ရှင်ဟိုအောက်ချီမှာနင်းပြားကြီးလိုပဲเนาะဆိုတော့အဲ့ဒီလူတွေကယုံထွက်နိုင်သွားလိမ့်မယ် injustice ဖြစ်ခဲ့တဲ့အရာတွေအကုန်လုံးပေါ့เนาะကောင်းမွန်စွာနဲ့ကိုညှတာမှုရရှိလာနိုင်တယ်เนาะအဲ့တော့ rich ဒီမှာမြင်တာကကြတော့လေ ဟိုတချို့တွေကကြတော့အာဂျားထဲမှာအဆင်မပြေအောင်ဘောနော်ဒါကတော့ rich relationship life တွေကိုပဲပြောတာပါတော်တော်လေး dealing လုပ်နေတဲ့သူတွေပေါ့နော်ဂျားထဲမှာအဆင်မပြေအောင်အဲ့လိုမျိုးဒီနှောက်ချက်တွေဖြစ်အောင်သဘောထားတွေမတိုက်ဆိုင်အောင်ဝင်ညှောက်နေတဲ့သူတွေရရှိကိုရှိတာเนาะအဲ့ဒါခါကြတော့အဲ့ဒီအရာတွေကိုလည်းမြင်လာလိမ့်မယ်ဘသူကအဲကိုနဲ့ကိုချစ်သူဂျားတွေကိုဝင်ညှောက်နေတာလဲဝင်နှောက်နေရလဲဘယ်လိုမျိုးမနာလို့ဖြစ်နေတာလဲပေါ့နော်အဲတချို့တွေကရှိတယ်เนาะဟို rich တွေလို့ပြောလိုက်လို့ပေါ့နော်အသက်ပါဆန်လာမဟုတ်ဘူးเนาะ သိလားအဲကိုတငယ်ချင်းနေကကိုကပေါ့နော်အဲ့လိုမျိုးဒီ same gender ဖြစ်စေ gender မတူတာဖြစ်စေပေါ့နော်ဟိုအဆင်ပြေတိုးတက်ကောင်းမွန်တော့မှမလို့မလို့ချင်တာမျိုးဥပမာထားလိုက်ပါတော့ကိုရဲ့ချစ်သူကြီးစားကအရန်တော်နေတက်နေတယ်အရန်ဘယ်လိုပြောမလဲဒီကောင်းနေရဆိုလို့ရှိရင်အဲ့ဒီလူနဲ့ညာပြီးတော့ပေါ့နော်အဆင်ပြေပြီးတော့ ကောင်းမွန်တိုးတက်သွားမှာဘဝအခြေအနေမြင့်မာသွားမှာမနာလိုတဲ့တငယ်ချင်းတော့အဲ့လိုအဲ့လိုပုံစံမျိုးပြောကိုယ့်ရဲ့အဲချစ်သူကြီးစားကိုသဘောကျနေလို့ချစ်နေလို့ကြိုက်နေလို့မဟုတ်ဘူးတက်တက်ကိုဒီလူနဲ့ညားသွားလို့ရှိရင်ကောင်းမွန်သွားမယ်ကိုယ့်ဘဝလေးကောင်းစားသွားမယ်ဆိုတဲ့ဟာမကြည့်ကြံလို့မနာလိုတာเนาะအဲ့လိုမျိုးလူတွေတက်တက်ရှိတယ်ဆိုတော့အဲ့ဒီဟာတွေကိုမြင်လာလိမ့်မယ်တွေ့လာလိမ့်မယ်တကယ်ကိုဓာတ်တီဝုံးဆိုပြီးတော့ကိုအမ်လက်ဘူးလက်ချက်မိသည်ဖြစ်စီနားနဲ့ကြားသည်ဖြစ်စီဆိုရှယ်မီဒီယာဘဝတစ်ခုတွေ့သည်ဖြစ်စီတွေ့လာနိုင်တယ်တစင်စကားတစင်နာနဲ့ဖြစ်စီပေါ့နော်အဲ့တော့ ဲခါကြောက်လို့ရှင်လည်းမတုံလုံးနဲ့ဒါဒီကိုကိုအာ universe ကနေပြီးတော့အမှန်တရားတာမမရှင်လည်းကိုပေါ်မှာဘလိုမျိုးစိတ်သဘောထားတွေရှိတယ်အနေထားတွေရှိတယ်เนาะဒါတွေကိုပြတတာလို့ပဲသဘောထားတော့မတုံ့ပြန်နဲ့เนาะကိုရှောင်းနိုင်ရင်ရှောင်းလိုက်ဒေါသအလျောက်မတုံ့ပြန်နဲ့အဲလုံးဝဒီ destroyer တွေပေါ့เนาะပြောမှဆိုလို့ရှိရင်ဒီလိုမျိုးဖျက်ဆီးတဲ့အနေထားတွေကိုလှစ်လျူရှုပြီးတော့ကိုက သူတို့ဖြစ်စေခြင်းတဲ့အတိုင်းမဟုတ်ဘဲနဲ့ပို့ပြီးตาတယ်ပို့ပြီးကောင်းတယ်အာငါ့ရဲ့ချစ်သူနဲ့အယမ်းကိုပြောနေနေဆိုရက်တကယ်ကိုလုံးဝ healthy relationship life တကယ်ကို happy life လေးရနေတယ်ဆိုတာကိုတေချာပြပေးလိုက်ဒါဆိုလို့ရှိရင်ဟိုဘက်ကအဲ့လိုမျိုးပေါ့နော်အဲမနာလိုတဲ့ဒီခြေကိုက်နေတဲ့ဟာတွေပို့ပြီးတော့ငိုသွားအောင်လုပ်ပြလိုက်ကိုကဘာမှဒေါသနဲ့တုံ့ပြန်စရာမလိုဘူးတုံ့ပြန်လိုက်လို့ရှိရင် rich ဒီမှာမြင်နေရတာကဟိုသူတို့အမှားကိုအလွန်ဖြစ်သွားတတ်တယ်နော်အဲ့တော့ကိုကဘာမှ foul ဖြစ်စရာကိစ္စတွေ လုတ်ပြစရာမလိုဘူးเนาะအဲ့တော့ Irish ဒီမှာတချို့တွေကကြတော့อืมကိုရဲ့ခုနောင်ကစကားပေါ့เนาะအရှိကဟောထားတဲ့ အာဟာဆက်မယ်ဆိုလို့ရှိရင်ကိုဒီ relationship life မှာကကိုကအမြဲတမ်း abuse လုပ်ခံရတာမျိုး abusement တစ်ခုခုခံနေရတာမျိုးစိတ်ပိုင်းဆိုင်ရာအဲစိတ်ဆင်းရဲအမြဲတမ်းနှိမ့်ဆက်ခံရတာဖြစ်စေနော်ကိုဒီလက်ရောက်နော်ကျူးလွန်ခံရတာမျိုးတွေဖြစ်စေအမြဲတမ်းကိုပေါ့နော်လက်ပါတာတို့အဲ့လိုမျိုးတစ်ခုခုပေါ့နော်စကားနဲ့ဆိုလို့ရှိရင်နှိမ်ချပြောဆိုဆက်ဆံတာတို့နော်လူလူလူတန်အဲ့လိုမျိုးတန်အောင်မပြောဆိုခံရတာမျိုးတွေရှိနေတယ်ဆိုလို့ရှိရင်ကိုဒီ relationship life ကနေလည်းယုံထွက်ခြင်းလေဒါပေမဲ့ဘာလို့လို့လောက်မှမသိဘူးလို့အချိန်နေလောက်မှမသိဘူးဆိုလို့ရှိရင်လေကိုစောင့်ဆိုင်နေတဲ့အခြေအနေတခုအခွင့်အရေးတခုဥမာထားလိုက်ပါတော့ဒီလူစီကနေကိုဘလို့ယုံထွက်ရမလဲဘလို့ပုံစံမျိုးအခြေအနေလွတ်မြောက်အောင်ထွက်ခွာလာရမလဲစွန့်လွှတ်ရမလဲเนาะအပြတ်ဖြတ်ရမလဲဒါတွေကိုကိုစောင့်ဆိုင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအခွင့်အရေးတခုတည်တည်ကြကြပြပြတတရရှိလာနိုင်မယ်เนาะပြီးရင် rich ဒီမှာမြင်ရတာက တကယ်ကိုအဲ့ဒီအခွင့်အရေးဒီလဲပေါ့နော်ဟိုချိန်ကြိုက်ပုံတစ်လုံးလိုမျိုးပေါ့နော်လုံးဝလိုအပ်တဲ့အချိန်မှာမှဒီအနေထားတစ်ခုဟာအခွင့်အရေးတစ်ခုဟာဝုန်းဆိုပြီးတော့ပေါ်လာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွင့်အရေးကိုတေးတေးချာချာစုပ်ကိုင်းမှာလက်မလို့စီနေပေါ့နော်မဟုတ်လို့ရှင်ကိုဒီတာအတန်းတရာတစ်ယောက်ဒီလိုပုံစံမျိုးကြီးနေမဲ့သွားနေရတတ်တယ်နော်အဲ့တော့ ကိုကိုကိုပိုချစ်ပါ self love self care self respect တိချာထူထောင်ပါလို့ပြောခြင်းနဲ့နောက်တစ်ခါကျ arrest ဒီမှာမြင်လာတချို့တွေကကြဒါ single လေးတွေပေါ့နော်အဲ dealing လုပ်နေတဲ့သူတော့ရှိတယ်တကယ်လုံးဝ official တွဲနေတာမျိုးတွေမရှိဘူး situation ship တို့ပါတော့အဲ့လိုမျိုးအနေထားတွေရှိတယ်ဆိုလို့ရှင်တယ်အပေးယူမျှတလာဖို့ရှိတယ်နော်တယောက်နဲ့တယောက်ကြတော့ဥမာထားလိုက်ပါ crash ပဲဖြစ်ဖြစ်နော်ကိုအဟိုမရောက်ဒီမရောက်ဟိုလိုလိုဒီလိုလိုနော်ဟို situation ship တွေပေါ့နေအဲ့အဲ့ဒီအဲ့ဒီလူတွေအတွက်အားလုံးကိုဒီ hawking အကြောင်းဝင်မယ်ပေါ့နော်အဲ့တော့ဒီ11 11ပြီးမှအဲ့လိုမျိုးလူတွေခါကြတော့တပတ်လူနဲ့ကိုယ်နဲ့ကြားရမှာ ပို့ပြီးတော့အပေးယူမျှတလာမယ်ပို့ပြီးတော့နားလည်လာမယ်တယောက်နဲ့တယောက်ကြားထဲမှာ harmony ဖြစ်လာမယ်เนาะအဲသူ့အကြောင်းလဲကိုလေ့လာပြီးတော့ကိုနားလည်လာတာမျိုးကို့အကြောင်းလဲသူလေ့လာပြီးတော့ပို့ပို့ပို့ပြီးတော့နားလည်လာတာမျိုးဒီလိုမျိုးတယောက်နဲ့တယောက်ကြားထဲမှာလုံးဝအကူအညီအထောက်ပံ့ပေါ့เนาะငွေကြေးဖြစ်စေလူအားဖြစ်စေเนาะစိတ်ထဲပိုင်းဆိုင်ရာအပေးနှစ်သိမ့်တာဖြစ်စေအကုန်လုံးเนาะဒီအကြောင်းအရာတွေမှာသူ့ကိုလဲကို support လုပ်ပေးပြင်မယ်เนาะကို့ကိုလဲသူက support လုပ်ပေးပြင်မယ်ဒီလိုမျိုးအပြန်အလှန်အားဖြင့် supporting energy နဲ့တကယ်ကိုအပေးယူမျှတပြီးတော့ပို့ပြီးအဆင့်တက်လာ ာမယ်ပို့ပြီးတော့ကြောင်ကြောင်ကြားထဲမှာနားလည်လာမယ်เนาะကိုစောင့်ဆိုင်ခဲ့ရတဲ့เนาะကိုဟိုအရန်မျောလင်းခဲ့ရတဲ့အာသွန်ခွန်ဆိုင်နဲ့ကြိုးပမ်းမယ်တချို့ဆို manifest လုပ်နေတာမျိုးတွေတွေ့ရတချို့ဆိုလို့ရှိရင်အဲ ritual တွေပေါ့နော် something remedy တွေလုပ်နေတာမျိုးတွေရှိတယ်เนาะအစီအရင်ရတရားတွေကိုပြောတာဆိုအဲ့လိုမျိုးတွေလုပ်နေတဲ့သူတွေပဲဖြစ်ဖြစ် non manifest လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့အဲ့ဒီစုတောင်းနေပြည်လာဖို့ရှိတယ်ကိုမျော်လင့်ထားတဲ့အတိုင်းကိုစောင့်စားနေတဲ့အခြေအနေအတိုင်းတစ်ဖက်လူနဲ့ဒီ11 11အပြီးမှာအဆင်ပြေလာမယ်တကယ်ကို fresh start လေးပေါ့နော်အဲပုံစံအစ်စ်တစ်မျိုးလေးနဲ့စတင်ပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာနီးစပ်လာတာအဆင့်တက်လာတာအဲ့လိုပုံစံမျိုးလေးတွေဖြစ်လာရဖို့ရှိမယ်ဒါပေမဲ့လည်းဒီမှာကလည်း arrangement ကအဲ့လိုဖြစ်လာတယ်ဆိုလို့ရှိရင်လည်းကိုယ့်ဘာသာကိုတိတ်တိတ်လေးနေအာငါသူနေရတော့ဘယ်လိုမျိုးအခြေအနေရှိနေပြီဘာဖြစ်နေကြလဲကိုယ့်ရဲ့တိုးတိုးပေါ်တွေလည်းမပြောနဲ့နော်ကိုယ့်ဘာသာကိုရင်ထဲမှာပဲတင်ထားအဲ ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအနောက်ရှက်အတိုက်ခိုက်တွေကလည်းရှိသေးတယ်เนาะကိုယ်ဘေးနားမှာအဲလူတွေရဲ့စိတ်ဓာတ်ကြီးဆိုတာကဘယ်လိုမျိုးစိတ်ဓာတ်ရှိနေလဲเนาะသူတို့ရဲ့ရင်ဘတ်ထဲအတွင်းထဲဒီ original တွေမမြင်နိုင်ကြဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ခုနကောင်ကပြောတဲ့အချင်းနေအစင်တက်ပြီးเนาะကိုယ်လုံးဝတတရရလေးဖြစ်နေပြီဆိုလို့ရှိရင်လည်း store လုပ်ထားပါအပြင်ကိုဟောင်းပွားဟောင်းပွားမပြောနဲ့အဲကိုပေါ်မှာပေါ့နော်ဒီမနာလိုမရှုစိတ်မရှိတဲ့သူဆိုရင်တောင်မှပေါ့တဖက်လူတွေစီကဒီကောင်းတဲ့အာ စိတ်ဖယ်ဖြစ်စေမကောင်းတဲ့စိတ်ဖယ်ဖြစ်စေဒါတွေဒီ risto ရဲ့ အခြေအနေအကြောင်းတရားတွေပြောမှဆိုလို့ရှိရင် manifest လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုဘာလုပ်နေဆိုဖွင့်မပြောပါဘူးเนาะအဲဒီ energy တွေကလာပြီးတော့ပေါ့เนาะတက်ရောက်တက်တယ်ဆိုတော့အဲ့ဒီသဘောတရားတွေရှိတယ်အဲ့တော့ကိုဘာသာကိုအစဉ်ပြေနေနဲ့ကိုဘာသာကိုတူတူတကြိတ်လေးနေရှေ့ဆက်เนาะဒါမျိုးလေး arrange ပြောခြင်းတယ်အဲ့တော့ဒီလိုအနေထားလေးတွေအပြောင်းလဲတော့ဖြစ်လာရဖို့ရှိပါတယ်ရှင်အဲ့တော့11 11ပြီးမှာအလောက်ကင်ငွေကြီးစီးပွားရေးအခြေအနေเนาะအခြေအခြေအနေဘာတွေအပြောင်းလဲဖြစ်လာနိုင်မလဲဆိုတာ arrange ကပြပြပေးတော့တာပါအဲ့တော့ reading ကတော့ဒီလောက်ပါပဲအခုလိုမျိုး arrange ရဲ့ reading တွေကိုအမြဲမပြတ် အသစ်တွေကြည့်ရှုနောက်ထောင်ခြင်းနဲ့ဆိုရင် Rich ရဲ့ Facebook page, YouTube channel, Telegram channel နဲ့ TikTok တားတွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်။နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံးထိကြပါမယ်ရှင်။ Rich Nas Lee တို့အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်အားလုံးတတား။